ားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ခေလူပါကျွန်တော်တို့ဒီနေ့ဆက်လက်ပြီးတော့ dash point ကိုတွေ့ရအောင်ပေါ့နော်အဲ dash point မှာဆိုလို့ရှိရင်မနေ့ကတခုပြောခဲ့ပြီးပြီအဲဒီနေ့မှာတော့နောက်ထပ်ပုံစံတစ်မျိုးကိုတွေ့ကြည့်ရအောင်ပေါ့နော်အဲဒီမှာအခု Redmi Note 3 MTK ရဲ့ dash ပုံစံဖြစ်တယ် dash နဲ့ LCD ကိုတွဲထားတဲ့ပုံစံဖြစ်တယ်ပေါ့နော်အဲ့မှာ dash point ကိုပဲကြည့်မယ် dash point မှာဆိုလို့ရှိရင်ဒီမှာ dash IC ကိုတွေ့ရမယ်ဒီမှာ dash ကလာတဲ့ကြိုးပြားကိုတွေ့ရမ ဒါက dash ရဲ့ကြိုးပြပေါ့နော်အဲ့ဒီကြိုးပြကိုကြည့်လိုက်လို့ရှိရဲ့ဒီကြိုးပြကတင်းငင်နေတယ်ပြီးလို့ရှိရင်သူ့မှာပါတဲ့ပင်နေရှိတယ်ပေါ့နော်ပင်အရေအတွက်နေမယ်အဲ့ဒီအနေထားမှာဆိုလို့ရှိရဲ့ dash ic ကကြိုးပြပုံမှာပဲရှိတယ်ပေါ့နော်အဲတကယ်လို့များဒီ dash socket ကိုကြည့်လိုက်တဲ့အခါမှာဒီ dash socket connector ကိုကြည့်လိုက်တဲ့အခါမှာဒီ socket ကအကြီးကြီးဖြစ်နေမယ်ပင်အရေအတွက်က20ကျော်30ဒီရှိနေမယ်ဆိုလို့ရှိရဲ့ dash ic ကနေပြီးတော့စာကိတ်ပို့ပုံမှာရှိနေပေါ့နော် အဲ့လိုမျိုးလည်းပုံစံနှစ်မျိုးတွေ့ရမှာဥပမာဆိုကြပါစို့ဒီကောင်ပေါ့နော်အဲဒီကောင်ကိုတစ်ချက်ကြည့်ကြည့်မယ်ဒီကောင်ကကြတော့ဒါ Oppo ပေါ့နော် Oppo brand ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါ test socket ပဲဒီ test socket ကနေပြီးတော့အကြီးကြီးပေါ့နော်ဒီ test socket ကအကြီးကြီးပြီးလို့ရှိရင်သူ့မှာပါတဲ့ pin အရည်အတွက်ကလည်းပဲ50 50ကျော်လောက်ကိုရှိရပေါ့နော်အဲ test socket ကအကြီးကြီးဖြစ်မဲ့ pin အရည်အတွက်ကလည်းများမယ်ဒါဆိုလို့ရှိရင်ဒီကောင်ရဲ့ dash ic ကဘယ်မှာရှိမလဲဆိုတဲ့ဥစ္စာကိုမှန်စာလို့ရယူပါတော့ဒါကသူ့ရဲ့ dash ic ပဲเนาะဒီကောင်ကသူ့ရဲ့ dash ic အဲအဲ့လိုမျိုးပုံစံနှစ်မျိုးနဲ့လာမယ်ပေါ့နော်ဒီတော့ကျွန်တော်တို့တွေ့ရမှာကဒီ dash နဲ့ပတ်သက်လာလို့ရှိရင်ပေါ့နော် dash pin နဲ့ပတ်သက်လာလို့ရှိရင်ပုံစံနှစ်မျိုးတွေ့ရမှာပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ dash icd dash မှန်ကြိုးပြပုံမှာပါတဲ့အမျိုးအစားနဲ့စာကဲပုံပုံမှာရှိတဲ့မျိုးအစားဆိုပြီးတော့နှစ်မျိုးတွေ့ရမှာပေါ့နော် အဲ့ဒီအနေထားမှာကျွန်တော်တို့ဒါ dash ic အလုံးလုံးဖို့အတွက်လိုအပ်တဲ့လမ်းကြောင်းကိုပဲအဓိကသိထားဖို့လေ့လာထားဖို့လိုအပ်တယ်ပေါ့နော် dash ic နဲ့ဒီမှန်နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေကတော့အများကြီးရှိတယ်အဲ့ဒီအပိုင်းကိုတော့ကျွန်တော်တို့ပြက်လဲပြက်ထနေတဲ့အတွက်ကြောင့်တိတ်ပြီးတော့မစင်းစားဘူးပေါ့နော်တိတ်ပြီးတော့မလေ့လာကြဘူးအဲ့တော့ကျွန်တော်တို့ဒီ dash ic နဲ့ power ic တို့ cpu တို့ချိတ်ဆက်ထားတဲ့လမ်းကြောင်းသူအလုံးလုံးဖို့လိုအပ်တဲ့ဘောလမ်းကြောင်းသူ့ကိုထိန်းချုပ်ထားတဲ့ control လမ်းကြောင်းဒါတွေကိုသိထားဖို့ လိုအပ်တယ်ပေါ့နော်အဲ့လားတို့ကိုပဲကျွန်တော်လေ့လာအဲ့များအဲကျန်းတဲ့အပိုင်းတွေကတော့မှန်တဲ့ IC ကြားမှာဆက်ဆက်ထားတာဆိုလို့ရှိရင်တော့မှန်ကပြတ်သွားတဲ့အပိုင်းတွေရှိတယ်မှန်ပြတ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးလုံးမရဘူးပေါ့နော်မှန်ကိုပဲအချက်လိုက်လေ့ကြတာပေါ့အတက် IC က IC ကပြတ်တာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့တူညီတဲ့ IC တခုပေါ့အစားထိုးလေ့နေတာပေါ့နော်မှန်ပြတ်ရင်မှန်လေ့မယ် IC ပြတ်ရင် IC လဲမယ်အဲ့ဒီတော့ IC ကပြတ်တာမဟုတ်ဘူးမှန်ကပြတ်တာမဟုတ်ဘူးလမ်းကြောင်းကဖြစ်နေတဲ့ ုံစံမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လမ်းကြောင်းကပြတ်တာလဲဆိုတဲ့ဥစ္စာကိုစစ်ဆေးရမှာပေါ့နော်ဒါဆိုလို့ရှိရင် dash အလုပ်လုပ်ဖို့လိုအပ်တဲ့လမ်းကြောင်းတွေကဘာတွေလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့လေ့လာထားဖို့လိုမယ်နော်ဒါတော့ပုံစံတစ်မျိုးမှနေပြီးတော့ dash ic အလုပ်လုပ်ဖို့လိုအပ်တဲ့လမ်းကြောင်းတွေကအတူတူပဲနော်အဲအဲ dash ic ကကြိုးပြပုံမှာရှိတဲ့မျိုးစာပဲဖြစ်ဖြစ်အတော့မဟုတ်စာကဲပုံပေါ်မှာရှိတဲ့မျိုးစာပဲဖြစ်ဖြစ်ပါဝင်တဲ့လမ်းကြောင်းတွေကတော့လင်းလာမယ့်လမ်းကြောင်းတွေကတော့တူတူပဲစစ်စရာမယ့်လမ်းကြောင်းတွေကလည်းတူတူပဲเนาะ ဒါတွေပဲရှိမယ်အဲပုံစံကွဲသွားတာကတော့ i2c ဘက်လမ်းကြောင်းနဲ့ data ဘက်လမ်းကြောင်းနဲ့နေပြီးတော့ spi data ဘက်လမ်းကြောင်းဆိုပြီးတော့ကွဲသွားတာပဲရှိမယ်ဒီပုံမတူညီတဲ့ပုံစံတွေကိုလည်းကျွန်တော်တို့လေ့လာသွားပြီးမယ်နော်နောက်ပြီးပြီးတော့သူ့ရဲ့စာကဲပုံကိုတစ်ချက်ကြည့်မယ်နော်သူ့ရဲ့စာကဲပုံစံဒီတော့ဒါသူ့ရဲ့စာကဲပုံစံပါပဲ Minority MDK ရဲ့စာကဲပုံเนาะအဲ့မှာဆိုလို့ရှိရင်ဒါက test socket ဒီတော့ test socket ကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ ဒါကခုနကကျိုးလာ join မဲ့ corner တာပေါ့နော်အဲ့ဒီမှာကြည့်လိုက်လို့ရှိရင်ဒီ swagger ကတေးသေးလေးဖြစ်တယ်ပင်အရေအတွက်ကနေတယ်ပင်အရေအတွက်နေတယ်ဆိုတော့ဥစ္စာကတစ်စေးတစ်စေးကျိုးလောက်မှပဲရှိတယ်ပေါ့နော်အဲ1ဂျင်မှာဆိုလို့ရှိရင် ပင်ရေအတွက်နေတယ်လို့ခေါ်တယ်ကျွန်တော်တို့30ကျော်40 1ဂျင်မှာရှိတယ်ဆိုရင်ပင်ရေအတွက်ညတယ်ဆော့ကတ်ကကြီးမယ်အဲ့ဒါဆိုလို့ရှိရင် dash ic ကစကဲဘုတ်ပုံမှာရှိမယ်ပေါ့နော်အဲ့လိုအနေထားရှိမယ်အခုဒီဆော့ကတ်ကနေပြီးတော့ပင်အရေအတွက်က10ခုပဲရှိတယ်ပေါ့နော် ီကစမယ်ဒီမှာ30ဆိုပြီးတော့ပင်အရေအတွက်စုံမယ်ဒီတော့ကျွန်တော်တို့ဒီ dash error ဖြစ်လာတဲ့အခါမှာဒါကမှန်ကို၄ဆန်းကြည့်တယ်ပေါ့နော်အရင်ဦးဆုံးမှန်ကို၄ဆန်းကြည့်မယ်မှန်ကို၄ဆန်းကြည့်တဲ့အခါမှာမှန်ကြောင့်မဟုတ်ဘူးဆိုတာကိုသိရပြီအဲ့ဒီခါကျတော့မှကျွန်တော်တို့ဒီဒီ socket ဘိုင်းကစပြီးတော့စစ်ရမှာပေါ့နော် socket ဘိုင်းကိုစပြီးတော့စစ်မယ် socket ဘိုင်းကိုစပြီးတော့စစ်မယ်ဆိုတော့ဘေးဘိုင်းကိုစစ်မှာတော့ဒီ socket မှာရှိတဲ့ pin တွေကိုအမြင်အားဖြင့်အရင်ကြည့်လိုက်ပေါ့နော်ဒီ pin တွေကအသက်ရှင်မှုရှိလားခဲတယ် ခဲချဲတယ်မိလားမမိလားစောကကကောင်းလားမကောင်းလားပြီးရင်သူ့နားမှာရှိတဲ့ပုံပုံလေးတွေကပြုတ်တာတယ်ပြက်တာတယ်ရေစားနေတာတွေရှိတာစသဖြင့်အမြင်အားဖြင့်အရင်စစ်စစ်ကြည့်မယ်အမြင်အားဖြင့်စစ်စစ်ကြည့်လို့အပြစ်မတွေ့ဘူးဒီကောင်တွေကလည်းပုံမှန်အတိုင်းပဲစောကကလည်းကောင်းနေတယ်ခဲတွေကလည်းပဲဝင်းလက်နေတယ်တက်တက်ရရရှိတယ်ပေါ့နော်စောကပင်တွေကလည်းပင်တွေကလည်းခဲချက်မိတယ်ဆိုပါတော့အဲ့လိုနေထအပြစ်မတွေ့ဘူးအမြင်အားဖြင့်အပြစ်မတွေ့ဘူးဆိုတဲ့အခါကျတော့မှကျွန်တော်တို့ဘာနဲ့စစ်စစ်မလဲဆိုလို့ရှိရင်မီတာနဲ့ဒုတိယအနေအားဖြင့်စစ်စစ်ကြည့်မယ် မီတာနဲ့စစ်စစ်တယ်ဆိုတာကဘာကိုစစ်စစ်မလို့ဆိုတော့ရှင်ရအရေးဥဆုံးအများပြကျွန်တော်တို့ connection စစ်တာပေါ့နော်ဒီ pin တွေဟာ IC နဲ့ချိတ်ဆက်မှုရှိမရှိဆိုတဲ့ဥစ္စာကိုဒီပေါ်အတွက် connection တိုက်ကြည့်မယ်မီတာကိုဒိုင်အုပ်စကဲအတန်မီစကဲမှာထားပြီးတော့လက်တန်တစ်ဖက်ကိုစကဲ GND ထောက်ပြီးလို့ရှိရင်အမီတာလက်တန်အနီကိုစကဲ GND မှာထောက်ပဲပြီးလို့ရှိရင်လက်တန်အနက်တန်ပေါ့နော်လက်တန်အနက်နဲ့နေပြီးတော့ဒီ pin တစ်ခုချင်းစီကိုသွားတိုက်ကြည့်မယ် pin တစ်ခုချင်းစီကိုသွားပြီးတော့တိုက်ကြည့်မယ်ပြီးတော့ ီကောင်တွေကတန်းကြည့်မယ်နံပါတ်1ကနေပြီးတော့နံပါတ်30ထိပင်တွေကိုတန်းကြည့်မယ်ပေါ့နော်အလုတ်လုတ်တဲ့ပင်ဆိုလို့ရှိရင်ဘာဖြစ်နေမှာလဲကွန်ဒီရှင်တန်ဖို့ပြအလုတ်လုတ်တဲ့ပင်မဟုတ်ဘူးဆိုလို့ရှိရင်ကွန်ဒီရှင်တန်ဖို့မပြတော့ဘူး GND ပင်ဖြစ်လို့ရှိရင်အတန်မီမယ်ပေါ့နော်ဒီနှစ်ချက်တွေ့ရမယ်အဲတစ်ခုကအတန်မီမယ်တစ်ခုကအတန်မမီဘူးပြီးလို့ရှိရင်တစ်ခုကကွန်ဒီရှင်ပြမယ်ပေါ့နော်ဒါတော့အဲ့လိုမျိုး၃ခုတွေ့ရမှာပေါ့နော်ဒီပင်တွေကအရေအတွက်10ခုရှိတဲ့အတွက်ကြောင့်10ခုလုံးကအလုတ်လုတ်တဲ့ပင်ဟုတ်ရှင်မှာဟုတ်မယ် နော် dash byte မှာအလုပ်လုပ်တဲ့ pin ကိုကျွန်တော်တို့သိချမှာစစ်ဆေးလို့ရမှာပေါ့ dash byte မှာအနည်းဆုံးလိုအပ်တဲ့ pin တွေက9 pin လောက်တော့ရှိရမှာပေါ့ဒီတော့ဒီကောင်းလေးမှာ7ဖြစ်နေတယ်ဆိုတော့အပေါ်ပါတဲ့ pin တွေလည်းရှိမယ်ဆိုတာကိုကျွန်တော်တို့သိချရမှာအဲ့ဒီကကြတော့ဒီ pin တွေကိုစစ်ဆေးတာပေါ့နော်အတန်တီးတဲ့ pin ဆိုလို့ရှိရင် GND ဟုတ်ပြီဒီတော့အလုံးလုံးတဲ့ pin အနေထားအဖြစ်ဆိုလို့ရှိရင်သူ့မှာပါတဲ့ pin တွေကိုကျွန်တော်လက်လာထားမှသိမှာပေါ့သူ့မှာရှိဆိုလို့ရှိရင် I2C လမ်းကြောင်းတွေပါမယ် ် IND လမ်းကြောင်းတွေပါမယ် result လမ်းကြောင်းတွေပါမယ်ပြီးလို့ရှိရင် bold လမ်းကြောင်းတွေပါမယ်ဒါဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းတွေက condition ပြရမှာပေါ့ပြီးတော့ condition ပြတဲ့ bank က benefit ရှိမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ခံမှန်းလို့ရပြီအဲ့ဒီကကြတော့ဒီကောင်တွေမှနေပြီးတော့ condition ပြရမယ့် pin တွေပေါ့အနည်းဆုံးအားဖြင့်6 pin ဆိုတော့ဒါဆိုရင်6 pin လောက်ကို condition ပြမပြဘူးဒီမှာစစ်ကြည့်လိုက်တာပေါ့နော်ဒါဆိုရင်6မင်းလောက်က condition ပြတယ်ဒါဆိုရင်ပုံမှန်အနေထားရှိတယ်ဒါဆိုရင် GND ကရှိလား ် GND ကတပင်လောက်ရှိရမယ်ဒါဆိုရင် GND ရှိတယ်ဆိုလို့ရှိရင်လည်းဒါပုံမှန်ပေါ့နော်အဲ့လိုမျိုးနဲ့စီကြည့်မယ်အဲ့ဒီအနေထားမှာ GND ကတပင်မဟုတ်ပဲ GND ကနှစ်ပင်သုံးပင်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါပုံမှန်မဟုတ်တော့ဘူးဒါမီတာနဲ့စီကြည့်လိုက်တဲ့အခါမှာအတွေ့ရမယ်အခြေအနေပေါ့နော်အဲ့လိုမျိုးလေးစီကြည့်လိုက်တော့မီတာနဲ့စီကြည့်လိုက်တော့အတန်မမီရမယ့်ပင်ကအတန်မီနေတယ်ဆိုလို့ရှိရင် show ဖြစ်နေပြီပေါ့နော်အဲအတန်မီရမယ့်ပင်ကအတန်မမီဘူးဆိုလို့ရှိရင်လမ်းကြောင်းပြတ်နေပြီ condition ပြရမယ့်ပင်ကအတန်မီနေတယ်ဆိုရင် show ကျနေပြီ အကွန်ဒီရှင်ပြရမယ့်ပင်ကကွန်ဒီရှင်မပြဘူးဆိုလို့ရှိရင်လည်းပဲလမ်းကြောင်းပြတ်နေပြီပေါ့အဲ့ဒီအနေထားလေးတွေသိရမှာပေါ့နော်အဲ့ဒီအနေထားတွေသိရပြီဒါဆိုရင်လမ်းကြောင်းပြတ်နေလို့ရှိရင်သူ့ရဲ့လမ်းကြောင်းကိုရှာပြီးတော့ဂျမ်ပါလောက်ရမယ်ရှော့ကျနေတယ်ဆိုလို့ရှိရင်သူ့ရဲ့လမ်းကြောင်းဘိုးလမ်းကြောင်းကိုကြည့်ပြီးတော့ကျွန်တော်တို့ရှော့ရှင်းရမယ်ဒါအေရာရှင်းတဲ့အပိုင်းကိုဖြစ်တော့ပေါ့ဒီတော့အဲ့လိုစစ်စစ်တဲ့အပိုင်းမှာအေရာကိုတွေးဖို့ရအတွက်ကျွန်တော်တို့လမ်းကြောင်းပိုင်းကိုတီထားဖို့လိုတယ်ပေါ့နော် တော့လမ်းကြောင်းပိုင်းကိုတိထားဖို့အတွက်ဆိုလို့ရှိရကျွန်တော်တို့ TOE အရနားလေတာပဲဖြစ်ဖြစ်ဗုဒ္ဓဘုတ်စစ်ဆေးတာပဲဖြစ်ဖြစ်ဝေဒကုဘောကြီးပြီးလို့ပဲဖြစ်ဖြစ်ဒံယာကံကြီးပြီးလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီလမ်းကြောင်းကိုလိုက်ထားမှတိမှာပေါ့နော်ဟုတ်ပြီဒီတော့ဒီမှာရှိနေတဲ့အခြေအနေကိုသိဖို့အတွက်ကျွန်တော်တို့သူ့ရဲ့ဒံယာကံကိုကြည့်ကြည့်မယ်နော်သူ့ရဲ့ဒံယာကံကိုကြည့်မယ် Redmi Note 3 MDK ရဲ့ဒံယာကံတစ်ခုကိုကျွန်တော်ဖွင့်လိုက်မယ်နော်အာလေးအောင်မဲ့ရဲ့စကင်မက်တစ်ရဲ့ပေါ့နော် အဲသူရဲ့ဒဏ်ရာခံတစ်ခုကိုဖွင့်ပြီးတော့ဘယ်ဘိုင်းကိုကြည့်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ dash ဘိုင်းကိုကြည့်နော် dash ဘိုင်းကိုကြည့်မယ်ဒီတော့ dash ဘိုင်းကိုကြည့်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ layout map မှာတွားပြီးတော့ဒါ dash ဘိုင်းတရှိရဲ့ tab socket နေရာကိုအရင်ဦးဆုံးတွားရှာကြည့်မယ်နော်အဲ socket နေရာကိုအရင်ဦးဆုံးတွားရှာကြည့်မယ်ဒီတော့ဒီဟာက tab socket ပေါ့နော် tab socket ကိုဒီမှာတွေ့ရတယ် ဒါတော့ဒီ test socket ကိုတွေ့ရပြီဆိုတော့သူ့အကြောင်းကိုလေ့လာဖို့ပြ scan method ကိုတခါသွားမယ်ပေါ့နော်ဒီမှာ test socket ရဲ့နာမည်က J7101 လို့ဆိုထားတဲ့အတွက်ကြောင့်သူ့နာမည်နဲ့နေပြီးတော့ scan method မှာသွားရှာမယ်နော် J တော့ J7101 ပေါ့နော်7101ဆိုပြီးတော့ဒီမှာသွားရှာမယ်လေဒိုင်ယာဂမ်မှာ scan method ဒိုင်ယာဂမ်မှာသွားပြီးတော့ရှာမယ်အဲ့တော့ J7101 ဆိုတဲ့အကောင်ကိုရောက် ပြီးတော့ဒီမှာသူ့ရဲ့ဆုတ်ကတ်ကိုတွေ့ရပြီပြီးတော့လေအောင်မဲနဲ့တစ်ခါပြန်ရှင်ကြည့်မယ်လေအောင်မဲမှာလည်းပဲဒီကောင်ပေါ့နော်အဲဒီတော့သူ့မှာနေပြီးတော့ပင်ကိုနေပြီးတော့ဒီက1အောက်ဖက်ကနေပြီးတော့1စမယ်ဒီမှာတစ်ဆယ်ဆုံးမယ်ပင်ဆယ်ခုရှိတယ်လို့ကြားထားတယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်လည်းပဲပင်ဆယ်ခုရှိတယ်ဆိုပြီးတော့ကြားထားတယ်ဒီမှာကြတော့ဒါအပေါ်ဖက်ကစပြီးတော့ရေတွေးကြတာပေါ့နော်1 2 3 4 5 6 7 8 9 10တစ်ဆယ်ဆိုပြီးတော့ပင်ဆယ်ခုကိုကြားထားတယ်အဲဒီတော့အဲ့ဒီဆယ်ခုကဒီမှာဆယ်ခုနဲ့ဒါနဲ့အတူတူပဲပေါ့နော် ီတော့ပင်နံပါတ်1ကဘာဖြစ်မလဲ1ကဘာဖြစ်မလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကြည့်ရမယ်เนาะဒီတော့ဒီမှာကြည့်လိုက်တဲ့အခါမှာဒီမှာပင်နံပါတ်1နဲ့3နဲ့ကြည့်လိုက်တဲ့အခါမှာပင်နံပါတ်1ကဒီမှာသူ့ရဲ့လမ်းကြောင်းကိုကြည့်မယ်ပင်နံပါတ်1ကဒီမှာကြည့်လိုက်เนาะဒီမှာ test point တစ်ခုကိုသွားထားတယ်ပင်နံပါတ်1ကဒီမှာ GND လို့ပြတယ်เนาะပင်နံပါတ်1က GND ဟုတ်ပြီเนาะဒီမှာလမ်းကြောင်းတစ်ခုတည်းဆိုတဲ့ဥစ္စာကိုဒီလိုနှုတ်လေးတွေနဲ့ပြတာပေါ့เนาะဒီမှာပင်နံပါတ်1က GND ပြီးလို့ရှိရင်ပင်နံပါတ်10က GND ဟုတ်ပြီနော်ပင်နံပါတ်10က GND အဲ့လိုတွားမယ်နော်ပြီးလို့ရှိရင်ဒီကောင်ကနံပါတ်3ကိုကြည့်တယ်ပင်နံပါတ်3ကိုကြည့်လိုက်တဲ့အခါမှာပင်နံပါတ်3ကဒီမှာလမ်းကြောင်းဆက်သွယ်ထားတာမရှိဘူးအလွတ်ထားထားတယ်ပေါ့နော်ဒါကြောင့်မလို့သူ့ကို NC လို့ပြောမယ်နော် NC လို့ပြောမယ်အဲ့ပြီးလို့ရှိရင်ဒီမှာ dash ID ဆိုပြီးတော့ရေးထားတဲ့အကောင့်ကလည်းပဲ pen number 8ကလည်းပဲလမ်းကြောင်းသွားထားတာမရှိဘူးဒီမှာအလွတ်ရှိနေတယ်အလွတ်ရှိနေတဲ့အတွက်ကြောင့်ဒီ pen number 8ကလည်းပဲ NC ပေါ့နော် NC ဒါတော့ ်ဘယ်10ခုပါတဲ့အထင်မှာနံပါတ်1ရယ်10ရယ်ကသူက GND အ GND ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကိုမီတာအတန်ကြီးစကင်းနဲ့လက်တန်တစ်ဖက်ကိုကြီးချပြီးတော့တိုင်းကြည့်လို့ရှိရင်ဒီကောင်ကအတန်ကြီးမှာပေါ့နော်ပြီးလို့ရှိရင်နံပါတ်3နဲ့နံပါတ်8ကကြာတော့ပါလေသူက NC လို့ပြတာလေ NC ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လက်တန်မီတာလက်တန်အနီကို ground မှာချပြီးတော့လက်တန်အမျက်နဲ့ဒီ pen တစ်ခုကိုတိုင်ကြည့်လို့ရှိရင်နံပါတ်3နဲ့နံပါတ် ရှစ်ကိုတန်းကြည့်လို့ရှိရင်အတန်လေးမီမာမဟုတ်ဘူး condition လေးပြမှာမဟုတ်ဘူးဒီကောင်က LC အလွတ်ပင်ဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအနေထားရှိနေတယ်ပေါ့နော်အဲ့လိုမျိုးတိုက်တာစစ်စစ်ပဲပြီးတော့ number ဒီကြံတဲ့ပင်တွေပေါ့နော် number 2ရဲ့ number 4 5 6ကိုဆိုတဲ့ပင်တွေသူကကြတော့လမ်းကြောင်းပြထားတယ်နော်ဒီမှာလမ်းကြောင်းပြထားတယ်ပင်လမ်းကြောင်းပြထားတဲ့ပင်တွေက1ရဲ့2 3 4 5 6ခုဆိုတော့ပင်6ခုရှိတာပေါ့နော်လမ်းကြောင်းရှိတဲ့အလုတ်လုတ်ပေးမဲ့ပင် dash အတွက်အလုတ်လုတ်ပေးမဲ့ပင်ကလမ်းကြောင်း6ခုရှိတယ်ဆိုတော့ဥစ္စာကိုကျွန်တော်တို့ကနားလေရအောင် GND ကတော့ထားလိုက်တော့เนาะ GND ကတော့ဒါဘို့အတွက်နှုတ်ဆက်ငင်ရဖို့အတွက်အနှုတ်ဖို့အတွက် ground ဆိုတာကိုထားလိုက်တော့เนาะကြံတဲ့လမ်းကြောင်းတွေက6ခုရှိနေမ ပြီးတော့ dash ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်တဲ့ပင်ဟာအနည်းဆုံး6ခုရှိတာပေါ့နော်ဒီ6ခုကိုစစ်ဆေးဖို့လိုတယ်ဆိုတဲ့ဥစ္စာကိုတည်ထားအောင်ဟုတ်ပြီနော်ပြီးတော့ဒီမှာပါတဲ့ပင်တွေကအဲ့ဒီစစ်ဆေးရမယ့်ပင်တွေကအလုပ်လုပ်တဲ့ပင်တွေကဘာပင်တွေလဲဆိုလို့ရှိရင်ဒီမှာနံပါတ်1ရှိမယ်4ရှိမယ်5ရှိမယ်6ရှိမယ်8ရှိမယ်9ရှိမယ်အဲ့ဒီ6ခုပေါ့နော်ဟုတ်ပြီအဲ့ဒီ6ခုကိုတည်ပြီဆိုလို့ရှိရင်အဲ့ဒီ6ခုကိုကျွန်တော်တို့လမ်းကြောင်းအနေအဖြင့် ွဲခြားကြည့်မယ်အဲ့ဒီ6ခုရဲ့လမ်းကြောင်းတွေကအဲ့ဒီလမ်းကြောင်းတွေကဘာတွေလဲဆိုတဲ့ဥစ္စာကိုသိချင်တဲ့အခါမှာဒီမှာကြည့်လိုက်ပါနော်ဒီမှာတစ်ခုကဒီလမ်းကြောင်းတစ်ခုကနေပြီးတော့ဒီမှာလမ်းကြောင်းပြထားတဲ့လမ်းကြောင်းနာမည်တွေကိုကြည့်လိုက်တယ်ဆိုတာဒီလမ်းကြောင်းတစ်ခုက VGB1 PMU VGB1 PMU ဆိုတဲ့ PMU ဆိုတဲ့အတွက်ကြောင့်ဒါက power IC ကနေလာတဲ့ဘောလံကြောင်းတစ်ခုပေါ့နော် dash IC ရလုံးလုံးပို့အတွက်ပြင်သွင်းထားတဲ့ဘောလံကြောင်းတစ်ခုဖြစ်မယ်ဆိုတဲ့ဥစ္စာကိုသိရဟုတ်ပြီနော် ပြီးလို့ရှိရင်နောက်ပါရှိမလဲ SDA2 ဆိုတဲ့အတွက်ကြောင့်ဒါ I2C လမ်းကြောင့် SDA လမ်းကြောင့် SCA ဆိုတဲ့အတွက်ကြောင့် Clock လမ်းကြောင့်ဒါက I2C SDA SCA ဆိုတဲ့ I2C လမ်းကြောင့်နှစ်ခုပါမယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီမှာ EIND6 ဆိုတော့ဒါက Dash ရဲ့ Detail လမ်းကြောင့်ပေါ့နော် EIND ဆိုတဲ့လမ်းကြောင့်တစ်ခုပါမယ်ပြီးလို့ရှိရင်ဘာပါမှာလို့ဆိုတော့ GPIA 102 RSQ ဆိုတော့ Resin line ကြောင်းတစ်ခုပါမယ်ပေါ့နော်ဒါတော့ သူ့ရဲ့လမ်းကြောင်းတွေကိုကြီးလိုက်တဲ့အခါမှာနောက်မှာဘာတစ်ခုပါသေးလဲဆိုလို့ရှိရင် VIO18 PMU ဆိုတဲ့အတွက်ကြောင့် Power IC ကနေလာတဲ့1.8 volt လမ်းကြောင်းတစ်ခုပါမယ်ဒီတော့ dash IC အလုံးလုံးဖို့အတွက်ပေးသွင်းထားတဲ့ bo လမ်းကြောင်းအနေအချင်းဆိုလို့ရှိရင် VGB1 PMU ဆိုတဲ့2.8 volt လမ်းကြောင်းတစ်ခုရှိမယ်ပြီးလို့ရှိရင် VIO18 PMU ဆိုတော့1.8 volt လမ်းကြောင်းတစ်ခုရှိမှာ။ဘို့အနေအပြည့်ဆိုလို့ရှိရင်ဒီလမ်းကြောင်းတစ်ခု1.8 volt လမ်းကြောင်းတစ်ခု2.8 volt လမ်းကြောင်းတစ်ခုရှိတယ်ဆိုတဲ့ဥစ္စာကိုသိရတယ်။ ဟုတ်ပြီနော်ဒီတော့ကြံတဲ့လမ်းကြောင်းတွေကတော့ကြံတဲ့လမ်းကြောင်းတွေကဒီမှာ I2C bus အနေနဲ့လမ်းကြောင်းနှစ်ခုရှိမယ် SDA SDA ဆိုတဲ့လမ်းကြောင်းနှစ်ခုရှိမယ်နောက်တစ်ခုက ENAD ဆိုတဲ့ detail လမ်းကြောင်းတစ်ခုရှိမယ် RSD ဆိုတဲ့ reserve လမ်းကြောင်းတစ်ခုရှိမယ်ဒီလမ်းကြောင်း၄ခုလုံးကဘာနဲ့ချိတ်ဆက်ထားတာလို့ဆိုလို့ရှိရင်ဒီလမ်းကြောင်း၄ခုလုံးကနေပြီးတော့ CPU နဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေဖြစ်တယ်။ကြံတဲ့ဒီဘောလမ်းကြောင်းတစ်ခုအားကြတော့ power IC နဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေဖြစ်တယ်။ ဒါတော့ဒီပုံစံမှာဆိုလို့ရှိရင် power ic နဲ့ direct ချိတ်ဆက်တာဖြစ်နိုင်တယ်လို့သူက power ic နဲ့ direct ချိတ်ဆက်တာမျိုးမဟုတ်ဘင်းနဲ့အာကြားထဲမှာ dc to dc ခံပြီးတော့ချိတ်ဆက်ထားတဲ့ပုံစံလေးနဲ့ရှိတာပေါ့နော်ဒါကတော့သူ့အနေထားရောက်ဆားခဲ့ design ပုံစံအရပွဲပြားမှုတွေရှိတယ်ဒါတော့အထူးဒီနေရာမှာတော့ဒါက direct လာတဲ့ပုံစံပေါ့နော်ဒါတော့ဒါဒဏ်ရာခံကြည့်ပြီးတော့ဒါတစ်ခုချင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကသဘောတရားပြောပြနေတာပေါ့တစ်ခုချင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့က ဒါဒီလမ်းကြောင်းတစ်ခုဒီသူ့လမ်းကြောင်းမှာဘာတွေရှိလဲဆိုတဲ့ဥစ္စာပေါ့ဒီတိုင်းနဲ့စစ်သွားလို့ရတယ်ပေါ့နော်သူ့လမ်းကြောင်းမှာနေပြီးတော့ဒီမှာ data လောက်ထားတဲ့ TPS dial လေးတွေရှိတယ်ဒီမှာ D7103 ဒီမှာ D7104 ကိုစသဖြင့်ဒီမှာ dial တွေရှိရယ် corner star တွေရှိတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ကိုတိုင်းတာစစ်ဆေးလို့ရအောင်အတွက်သူ့လမ်းကြောင်းတွေမှာဒီမှာ test point လေးတွေထောက်ထားတာရှိမယ်ပေါ့နော်အပြီးလို့ရှိရင်မှသူ့ကိုဒီလမ်းကြောင်းတွေကိုမှဒါဘောလမ်းကြောင်းနဲ့ဆက်ဆက်ပြီးတော့ဗောနော်ဥပမာဆိုကြပါစို့ဒီမှာ VNO 18BMU ဆိုတော့1.8ကိုလမ်းကြောင်းတင်နေပြီးတော့ဒီမှာသူ့ရဲ့ pin number 30ကိုနေပြီးတော့ pin number 9ကိုနေပြီးတော့1.8ကိုလမ်းကြောင်းဒီ pin number 9တင်နေပြီးတော့1.8ကိုလမ်းကြောင်းပေါ့နော်အဲ့ဒီ1.8ကိုလမ်းကြောင်းကနေပြီးတော့မှဒီမှာနောက်ထပ်လမ်းကြောင်းတစ်ခုခွဲပြီးတော့သွားတာလေဒီမှာလမ်းကြောင်းတစ်ခုခွဲပြီးတော့သွားတယ်ပြီးတယ်တရား కే ဆိုတဲ့ resistor တစ်လုံးကိုဖြတ်တယ်ပြီးလို့ရှိရဲဘေးလမ်းကြောင်းကိုတွေးထားလဲဆိုတော့ EIDG ဆိုတော့ IND လမ်းကြောင်းကို1.8ဗိုလ်ကျွေးထားတာရှိတယ်နော် IND လမ်းကြောင်းကို1.8ဗိုလ်ကျွေးထားတာရှိတယ်ဒါတော့ပူအပ်လောက်ထားတာပေါ့နော် IND လမ်းကြောင်းကနေပြီးတော့အာ resistor တစ်လုံးနဲ့1.8ဗိုလ်ကျွေးထားတယ်ဒါကြောင့်မလို့ IND ဆိုတဲ့လမ်းကြောင်းမှာလည်းပဲ1.8ဗိုလ်ရှိနေမှာပေါ့နော်ဒါက1.8ဗိုလ်တရားကယ်ဖြစ်တဲ့အတွက်ကြောင့်ဒီဘက်မှာကြာတော့ဘုံနေနေရော့သွားမှာပေါ့နော်အဲ1.8ဗိုလ်ကနေပြီးတော့နင်းနေကျော်သွားမယ်။ EIN ဒီလမ်းကြောင်းမှာလေးပဲကိုရှိနေမှာပေါ့နော်။ဒီလမ်းကြောင်းကနေပြီးတော့ကိုကျွေးထားတယ် အဲနောက်တစ်ခါအဲ့ဒီလမ်းကြောင်းကနေပြီးတော့ပဲဒီ1.84လမ်းကြောင်းကနေပြီးတော့ပဲဒီမှာ resistor တစ်လုံးနဲ့နေပြီးတော့ power လောက်ထားလဲဆိုလို့ရှိရင် reset လမ်းကြောင်းကိုလည်းပဲဟိုတွေးထားတယ်ပေါ့နော်ဒါကဒီလိုမျိုး direct တွေးပြီးတော့ပါရင်လည်းပါမယ်မပါရင်လည်းမပါဘူးပေါ့နော်ဒါရှိတတ်တယ်ဆိုတဲ့အနေအထားကိုပြထားတာဖြစ်တယ်ဒီမှာ NC ကိုပြထားတာကိုကြည့်သူကတက်ရင်လည်းတက်မယ်မတက်ရင်လည်းမတက်ဘူးပေါ့နော်တကယ်လို့များဒီကောင်တွေကဒီ အာ1.8ဗိုလ်လမ်းကြောင်းကနေပြီးတော့ resistor နဲ့ဘို့ကျွေးထားတာမပါဘူးဆိုလို့ရှိရင်သူက CPU ကနေပြီးတော့ဒီ signal တွေကို port ဆောင်တဲ့အခါမှာ1.8ဗိုလ်ကတစ်ခါလေးပါလာပြီးသားဖြစ်တယ်နော်အဲဒီခါကျတော့ကျွန်တော်ဒါ touch pin အလုပ်လုပ်တဲ့အခါမှာ test socket တက်ထားမျိုးဆိုလို့ရှိရင်ဒီ test socket မှာနေပြီးတော့ဒီလမ်းကြောင်းတွေမှာ power နှိုးပြီးတော့ board တိုက်မျိုးဆိုလို့ရှိရင် SDA SCF EINAD reset ဆိုတဲ့ဒီလမ်းကြောင်းတွေမှာတိုင်လို့ရှိရင်1.8ဗိုလ်ကိုတွေးရအောင်ပေါ့နော်1.8ဗိုလ်ကိုတွေးရအောင် တော့တချို့သောဖုန်းတွေမှာဆိုလို့ရှိရင် EMI ဒီလမ်းကြောင်းမှာ1.8ကိုမတွေ့ရတာမျိုးလည်းရှိတယ်เนาะဒါကတော့ကိုယ်ပြချက်အနေအားဖြင့်ဒါအမှတ်သွားမှတ်သားသွားဖို့လိုအပ်တယ်ပေါ့အဲအဲ့လိုမျိုးလုံရဲလုံရဲနဲ့အမ်မတူတဲ့ထူးခြားတဲ့အားတွေကိုတော့မှတ်သွားသွားရမှာပေါ့เนาะဒါကရေပုံရသဘောအပြည့်ရှိနေတဲ့သဘောတရားတစ်ခုကိုတော့ဒီတိုင်းလေ့လာသွားရမယ်ဒါတော့ဒီမှာ dash လမ်းကြောင်းမှာရှိနေတဲ့ဒီလမ်းကြောင်းတွေမှာဆိုလို့ရှိရဒီကဒါဘိုးကျွေးပြထားတဲ့ပုံစံကိုပြတဲ့အတွက်ကြောင့်ဒီလမ်းကြောင်းတွေမှာလည်းပဲဘိုးရှိရဆိုတဲ့ဥစ္စာကိုမှတ်သား ွားရမှာပေါ့နော်အဲ့တော့1.8ဘောတည်နေပြီးတော့ဒါတီးတက်အနေအချင်းဘောလမ်းကြောင်းတစ်ခုအနေအချင်းနဲ့1.8ဘောရှိနေမယ် reserve လမ်းကြောင်းတော့ EAD လမ်းကြောင်းတော့ဒါ I2C best လမ်းကြောင်းတော့မှလည်းပဲ1.8ဘောရှိနေမယ်ဆိုတဲ့ဥစ္စာကိုသိရမယ်ဒီတော့နောက်တစ်ခုကကြတော့ VGB1 BMU ဆိုတာ power IC ကလာတဲ့2.8ဘောလမ်းကြောင်းနောက်ဘောလမ်းကြောင်းတစ်ခုက2.8ဘောရှိမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီလမ်းကြောင်းမှာပေါ့နော်ဒီ socket မှာနေပြီးတော့ကျွန်တော်တို့ အရင်ဦးဆုံး condition နဲ့လမ်းကြောင်းနဲ့တိုင်တာစစ်စစ်တယ်ပြီးတော့မှဘိုးရောက်မရောက်တော့မီတာနဲ့တိုင်တာစစ်စစ်တယ်ပေါ့နော် power တို့ test ဆွဲကတက်ပြီးတော့ကျွန်တော်ဘိုးရောက်လားမရောက်လားဆိုတဲ့ဥစ္စာကိုသွားစစ်စစ်ဘာဘိုးတွေကိုစစ်စစ်မယ်ဆိုလို့ရှိရင်1.8နဲ့2.8ကိုစစ်စစ်မယ်1.8ဘိုးကပင်နဲ့အလုံးလုံးတဲ့ပင်ကဟို5ခု6ခုရှိတယ်ဆိုလို့ရှိရင်6ခုမှာ2.8ဘိုးကတပင်ရှိမယ်1.8ဘိုးက5ခုရှိမယ်ပေါ့နော်ပင်အရေအတွက်အပြင်6ခုဆိုလို့ရှိရင်အဲ့ဒီမှာ1.8ဘိုးက 5ခုရှိမယ်2.8ဘောကတစ်ခုရှိမှာပေါ့နော်အဲ့လိုမျိုးလေဘောတွေကိုတိုက်တာစစ်စစ်ဒါတော့နောက်တစ်ခုအနေအားဖြင့်ထူးခြားတာကဘာပဲရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ I2C လမ်းကြောင်းပေါ့နော်အဲဒီကောင်တွေကိုလိုက်ကြည့်လိုက်လို့ရှိရင်သိတယ်နော်အဲဥပမာဆိုကြပါဆိုဒီကောင်ကကျွန်တော်တို့ဒီ EID 6TB ဆိုတဲ့လမ်းကြောင်းကိုကြည့်လိုက်ပေါ့နော် EID 6TB EID set TV ဆိုတာဘယ်လမ်းကြောင်းကိုသွားလဲဆိုတာဒီမှာ CPU ထည့်ကိုပဲသွားထားတာเนาะဒါကမိတ်ဆွေတို့ဒဏ်ရာခံကြည့်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ဒါသွားကြည့်လိုက်လို့ရတယ်ကျွန်တော်ကဒီတော့တစ်ခုချင်းထောက်ပြီးတော့သွားနေလို့ရှိရင်ရှင်းမှာဆုံးတော့เนาะအဲအဲ့လိုမျိုးလေထောက်သွားကြည့်လိုက်အဲကိုနားလေရမှာဗာလဲဆိုလို့ရှိရင်ဘောလမ်းကြောင်းတစ်ခုဒီ power IC နဲ့ချိတ်ဆက်ထားပြီးတော့ကြံတဲ့လမ်းကြောင်းလေးခုဒီ CPU နဲ့ချိတ်ဆက်ထားတယ်ဆိုတဲ့ဥစ္စာကိုနားလေရဒီတော့ဒါ dash point နဲ့ပတ်သက်လာလို့ရှိရင်ဒီတိုင်းပဲပေါ့เนาะသူ့မှာ dash IC ပါမယ် power IC ပါမယ် CPU ပါမယ် ဒီတော့ dash ic နဲ့ချိန်ဆထားတဲ့လမ်းကြောင်းတွေမှာဆိုလို့ရှိရင်လမ်းကြောင်းက6ခုအနည်းဆုံးရှိမယ်ပေါ့နော်အဲ့ဒီ6ခုထဲမှာဗာတွေလဲဆိုလို့ရှိရင်1.8ဘောလမ်းကြောင်းတစ်ခုရ2.8ဘောလမ်းကြောင်းတစ်ခုရှိမယ်နော်အဲ့ဒီဘောလမ်းကြောင်းဒီ power ic နဲ့ချိန်ဆထားမယ်တော့မဟုတ် power ic ကနေပြီးတော့ dc to dc တစ်ဆက်ခံပြီးတော့ချိန်ဆထားတာရှိပြန်တဲ့လမ်းကြောင်းတွေကတော့ i2c bus နဲ့ ANAD ရဲ့ reset ရဒါက CPU နဲ့ချိန်ဆထားမယ်ပေါ့နော်အဲ့ဒီအချိန်မှာထူးခြားတာကဗာလဲရှိမယ်လဲဆိုလို့ရှိရင်ဒီ ANAD ရက်ဆက်လမ်းကြောင်းတွေဒီ CPU နဲ့ direct ထိတ်ဆက်ထားပြီးတော့ဒီအာ I2C လမ်းကြောင်းကတော့တခြားသောအပိုင်းတွေနဲ့ဆက်ဆက်နေတာမျိုးရှိကြတယ်ပေါ့နော်စင်ဆာပိုင်းတော့ဥမာ Wi-Fi ပိုင်းတော့စသဖြင့်အဲ့လိုမျိုးအပိုင်းတွေနဲ့ထိတ်ဆက်ထားတာမျိုးရှိကြတယ်တည်တံလည်းဖြစ်တတ်တယ်ပေါ့နော်ဒါတော့သူ့ပါဝင်ပတ်သက်နေတဲ့အပိုင်းကဘာတွေရှိမလဲဆိုတဲ့ဥစ္စာကိုလေ့လာကြည့်အောင်ဥမာ I2C ဒီအပိုင်းကိုဒီမှာ ဒီ model မှာဗာနဲ့ရှိမလဲကြည့်အောင်เนาะ SDA2 ဆိုတဲ့လမ်းကြောင်းကိုကြည့်လိုက်ဒီမှာ SDA2 ဆိုတဲ့အကောင်ဒီ CPU ကနေပြီးတော့ SDA2 နာမည်နဲ့လာဒီလမ်းကြောင်းကိုလည်းပဲခုနကဘူးအင်ဟို 1.8PMU ဆိုတဲ့လမ်းကြောင်းက 4.7kΩ ရှိတဲ့ resistor pull up resistor နှလုံးနဲ့နေပြီးတော့လမ်းကြောင်းတစ်ခုချင်းစီရော1.8ပေါ်တွေးထားတာကိုတွေ့ရတယ် အော်ရှင်းမှာတခုလဲလာခဲ့တာကဒီ1.8ကိုကျွေးတဲ့လမ်းကြောင်းမှာဒီလမ်းကြောင်းမှာဆိုလို့ရှိရင်အားကျွေး2.2ကီလိုဝမ်ရှိတဲ့ resistor ကိုတုံးတယ်ဒီမှာကျတော့4.7ကီလိုဝမ်ရှိတဲ့ resistor ကိုတုံးထားတာကိုတွေ့ရမှာเนาะအား CPU ကလာတယ်ဟုတ်ပြီเนาะအဲ CPU ကလာပြီးတော့ဒီကောင်တစ်ခုရဲ့အတွက်တပတ်သွားထားသလားဆိုတဲ့ဥစ္စာကိုလိုက်ကြည့်မယ်เนาะ SDA2 ဒီမှာဆိုလို့ရှိရင်တော့ဒါ SDA2 ဒီ test အတွက်တစ်ခုတည်းပဲအသုံးပြုထားတယ် အတခြားသောဖုန်းတွေမှာဆိုလို့ရှိရင်ဒီ SDA 2 SDA 1စသဖြင့်ဒီလမ်းကြောင်းတွေကကင်မရာနဲ့ချိတ်ဆက်နေတာတော့ဆင်ဆာနဲ့ချိတ်ဆက်နေတာတော့စသဖြင့်ရှိရတယ်เนาะအဲ့လိုမျိုးချိတ်ဆက်နေတဲ့အခါတုန်းကဒီဘိုင်းဘိုင်းကအေရာတက်လာပြီဆိုလို့ရှိရင်ဥပမာဆင်ဆာဘိုင်းကအေရာတက်နေတဲ့အတွက်ကြောင့်တက်ရှိမရတာမျိုး Wi-Fi ဘိုင်းကအေရာတက်နေတဲ့အတွက်ကြောင့်တက်ရှိမရတာမျိုးအာကင်မရာဘိုင်းကအေရာတက်နေတဲ့အတွက်ကြောင့်တက်ရှိမရတာမျိုးစသဖြင့်အဲ့လိုမျိုးတွေ I2C နဲ့ဆက်ဆက်နေတဲ့အခါမျိုးမှာ dash error ဖြစ်တတ်တယ်မျိုးရှိရပါတော့เนาะအဲ့လိုသဘောတရားလေးကိုပဲနားလည်ထားအောင်ဟုတ်ပြီเนาะ ဒီတော့ဒါပုံအနေအားဖြင့်ပုံပြပြီးတော့ကျွန်တော်အချင်း6တခုပြန်ပြောမယ်နော်အဲသူ့ရဲ့ dash wave ပုံကိုတစ်ချက်ပြန်ကြည့်မယ်အဲ dash wave ပုံဒါအရင်ကကျွန်တော်ပြခဲ့မှုတဲ့ပုံပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါခုနကပြောခဲ့တဲ့ number 1ကစပြီးတော့ number 10အထိပေါ့နော်အဲ number 1ကစမယ် number 10အထိရှိမယ်အဲ number 1 2 3 4 5 6 7 8 9 10ပေါ့နော်အဲခုနကပုံမှာအတိုင်းပဲ ီတော့အဲ့ဒီထဲမှာနေပြီးတော့အာပင်တွေကိုရေတွက်ကြည့်တဲ့အခါမှာဆေးကုထဲမှာနေပြီးတော့နံပါတ်10ရဲ့ပြီးလို့ရှိရင်နံပါတ်1ရဲ့နံပါတ်10ရဲ့နံပါတ်1ရဲ့ခုနကပြခဲ့တဲ့နေပဲเนาะနံပါတ်အာနံပါတ်10ရဲ့နံပါတ်1ရဲ့ဒီမှာเนาะပုံမှာပြန်ကြည့်လိုက်เนาะဒီမှာပြထားတဲ့အတိုင်းပဲနံပါတ်ပင်နံပါတ်30ရဲ့ပြီးလို့ရှိရင်ပင်နံပါတ်1ရဲ့အကောင်ကဘာလဲဆိုလို့ရှိရင်သူက GND ပေါ့နော်ပင်နံပါတ်30 GND ပြီးလို့ရှိရင်နံပါတ်ပင်နံပါတ်8ရဲ့ပေါ့နော် မှာရှိမယ် pin number 8ရယ် pin number 3ရယ်ဒီကောင်ကကြတော့ LC ပေါ့နော်ဒီတော့အလုတ်လုတ်တဲ့ pin တွေကပါရှိမလဲဆိုလို့ရှိရင်ဒီမှာ pin number 2ရယ်4ရယ်5ရယ်6ရယ်8ရယ်9ရယ်ဒီ pin တွေရှိမှာပေါ့နော်အဲအဲ့ဒီအထက်မှာမှကျွန်တော်နာမည်အထက်ခွေးလို့ရှိရင်တော့ pin number 9ကနေပြီးတော့ပုံရံရယ် 1. PMU ဆိုတဲ့1.8ပေါ့လမ်းကြောင်းရှိမယ်နံပါတ်9ကကြတော့ reset လမ်းကြောင်းနံပါတ်6ကကြတော့1.8ပေါ့ ဒါ EIA ဒီလမ်းကြောင်းပေါ့နော်ပြီးလို့ရှိရင်ဒါ I2C လမ်းကြောင်း1.8ကိုရှိမယ် number 4က SDA2 ဆိုတော့1.8ကိုရှိမယ်နောက်တစ်ခုက VGP1 PMU ဆိုတာက2.8ကိုလမ်းကြောင်းတစ်ခုရှိမယ်ပေါ့နော်ဒါတဲ့1 2 3 4 5 6လောက်လောက်တဲ့လမ်းကြောင်း6ခုရှိမယ်နော်အဲ့ဒီထဲမှာသူ့ရဲ့ဒီ test token နားမှာဆက်ဆက်နေတဲ့အကောင့်တွေကတော့ဒီကောင်တွေပေါ့နော်ဒါ DBS diode ဆိုလို့ရှိရင် defect ground ချပြီးတော့ရှိနေတဲ့အကောင့်တွေ ဲ့ဒီထက်ကမှဒီက1.8ဗောလာတဲ့လမ်းကြောင်းပါနေပြီးတော့ resistor လေးတွေခံပြီးတော့သူ့လမ်းကြောင်းတွေကိုဘိုးတွေးထားတာပေါ့နော်ဒီဘက်က resistor ခံတယ်ပြီးရင်သူ့ဘက်လမ်းကြောင်းစီကိုတောင်းမယ်ဒီလမ်းကြောင်းစီကိုတောင်းမယ်ဒီလမ်းကြောင်းစီကိုတောင်းမယ်အဲ့လိုမျိုးလေးသွားထားတာပေါ့နော် EN ဒီလမ်းကြောင်း reset လမ်းကြောင်းပြီးရင် I2C လမ်းကြောင်းအဲ့ဒီလမ်းကြောင်းတွေကိုနေပြီးတော့ဒါဘိုးတွေးထားတဲ့ resistor တွေရှိမှာပေါ့နော်ဒါကသူ့ရဲ့လမ်းကြောင်းပုံစံကိုပြတာဒီတော့ချိတ်ဆက်ထားတဲ့ပုံစံကိုပြမယ်ဆိုလို့ရှိရင်ဒီ test socket ကနေတဲ့ set dash 2ရမှာရှိတဲ့ ICC ကိုတွားမယ်ပေါ့နော် ီတော့အဲ့ဒီ dash ic အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ volan ကြောင်းကပါပါလဲဆိုလို့ရှိရင်ဒီမှာ1.8 volan ကြောင်းတစ်ခုရှိမယ်2.8 volan ကြောင်းတစ်ခုရှိမယ် data line ကြောင်းအနည်းအားဖြင့်ဆိုလို့ရှိရင်ဒီမှာ i2c batch data line ကြောင်းကိုတုံးထားတယ်ဒီမှာ i2c sda i2c sca ဆိုတဲ့ line ကြောင်းကိုတုံးထားတယ်ပြီးလို့ရှိရင် detail အနေနဲ့ ind ဆိုတဲ့ line ကြောင်းကိုတုံးထားတယ်ပြီးလို့ရှိရင်အလုပ်လုပ်တဲ့အခါမှာ line ကြောင်းရှင်းတဲ့အနေနဲ့ runs line ကြောင်းကိုတုံးထားတယ် ဒီတော့ဘောလန်းကြောင်းကနေပြီးတော့1.8ဘောလန်းကြောင်းတစ်ခုနဲ့2.8လမ်းကြောင်းတစ်ခုဒီ power IC ကနေပြီးတော့ direct လာထားတယ် MT 633 KP ဆိုတဲ့ power IC ကနေပြီးတော့လာထားတယ်ကြံတဲ့လမ်းကြောင်းက SDA SCL ပြီးတော့ရှင် EAD RSD ဒီလမ်းကြောင်းကနေပြီးတော့ CPU ကနေ direct လာထားတဲ့လမ်းကြောင်းလည်းဖြစ်တယ်ပေါ့နော်ဒါကိုနားလည်ထားဒီတော့ test ရဲ့ frequency တိဆောက်ပုံမှာဒီလမ်းကြောင်း6ခုကိုမိတ်ဆွေတို့မှတ်သားသွားရမယ်။ဘိုးအားဖြင့်ဆိုလို့ရှိရင်ဘာရှိလဲလို့ လည်လာထားမှာက1.8ဘောတခု2.8ဘောတခုရှိတယ်ဆိုတာကိုလည်လာသွားရမယ်။ပြီးလို့ရှိရင် database အနေနဲ့ i2c ကိုတုံးရတုံးမယ် SPI ကိုတုံးရတုံးမယ် i2c ကိုတုံးလို့ရှိရင် i2c SD ရ SCR ဆိုတဲ့လမ်းကြောင်းနှစ်ခုပါမယ်ပေါ့နော်။အဲ့ဒီလမ်းကြောင်းကို1.8ဘော pull out resistor အနေနဲ့ကိုကြွေးထားတတ်တယ်။တခြားသောဘက်အနေနဲ့ဆက်ဆက်နေတတ်တယ်။ပြီးလို့ရှိရင် AIND ရဲ့ result လမ်းကြောင်းလေပါမယ်။အဲဒီ I2C နဲ့ result IND လမ်းကြောင်းတွေက CPU နဲ့တိုက်တိုက်ချိန်ချိန်ထားမယ်။ဖုန်းလမ်းကြောင်းက power IC နဲ့တို့လည်းကောင်း၊ပုံပေါင်း power IC မှာတစ်စက် DC to DC ခံပြီးတော့တို့လည်းချိန်ဆက်ထားတယ်ဆိုတဲ့ဥစ္စာကိုနားလည်ထားရမှာပေါ့နော်။အဲအဲ့လိုမျိုးနားလည်ထားလို့ရှိရင်ကျွန်တော်တို့ diagram ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါဖုန်းတလုံးကိုစီကိုရောက်လာလို့ dash error နဲ့ရောက်လာပြီဆိုလို့ရှိရင် dash ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်အပိုင်းတွေကိုစစ်စစ်မလဲ၊ဘာတွေကိုစစ်စစ်မလဲ လမ်းကြောင်းအနေအချင်းဘယ်လမ်းကြောင်းတွေကိုစစ်စစ်မလဲဘို့အနေအချင်းပါဖို့တွေကိုစစ်စစ်မလဲဆိုတဲ့အောက်တာကိုသိနိုင်တာပေါ့နော်အဲ့လိုမျိုးလေကြောင်းဟုတ်ပြီနော်ဒီဗီဒီယိုခိုင်းကတော့ဒီလောက်ပါပဲနော်နောက်ထပ်မတူညီတဲ့ပုံစံတွေကိုနောက်ထပ်ပိုတွေနဲ့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ထည့်လာကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်